အလုံးမင်းမင်္ဂလာပါခင်ဗျာ VNN ကိုရောက်လို့ရှိရင်တော့ VNN ကော်ပြန့်ကြော်ကမဖြစ်မနေကိုစားကိုစားကြည့်တဲ့အစားအစာထဲမှာပါရယ်ပါတော့အဲ့တော့ကျွန်တော်တို့ကဒီနေ့ဟန်နွိုင်းရဲ့စိတ်ဂျိုးဆပ်ဖခင်ចောင်းသားမှာရှိတဲ့ကော်ပြန့်ဆိုင်ဒီဇိုင်းကအရန်စားလို့ကောင်းလို့သွားစားကြည့်ပါမယ်ဒီဇိုင်းလေးကတော့မနက်9:00နာရီကနေည9:00နာရီအထိပိတ်ရမရှိအမြဲတမ်းဆိုင်ဖွင့်ပါတယ်ဖခင်ចောင်းသားမှာပဲရှိပြီးတော့ဖခင်ចောင်းနေဆိုလို့ရှိရင်10မိနစ်2မိနစ်လောက်ပဲလမ်းလျှောက်သွားရင်ဒီဇိုင်းလေးကိုရောက်ပါပြီ မုတ်တွေကလည်းပူပူလေးဆိုတော့အရန်ကုန်မှာစားလို့ကောင်းလို့ညနေပတ်ဆိုရင်စိုက်မှလူအပြည့်ပါပဲမုတ်အမျိုးသားတွေကလည်းဆလေးမျိုးလောက်ရှိပြီးတော့အေးအေးတွေကလည်းစုံစုံလင်းလင်းရှိပါတယ်ကျွန်တော်ကအရသာအစုံကိုစားချင်တာမို့လို့တမျိုးကိုတစ်ခုစီမှာပြီးစားကြည့်ပါမယ်ဒါကတော့ Fry Spring Row ပါ။အဲဒီ Spring Row မှာဆိုလို့ရှိရင်တော့သူက ကော်ပြန်းအရွက်သေးကိုဝတ်သားရေ၊ကနန်းရေ ကြာဆန်ရဲ့ကြက်ဥရဲ့ပြီးတော့ကြက်တော်နဲ့ဒီမှုလေးတွေရောပြီးတော့ကြော်ထားရလည်းဖြစ်ပါတယ်။ပူပူကျွတ်လေးဆိုတော့အရသာတော့ထိမိကွေးပါပဲ။ sweet donut လေးစားကြည့်ပါမယ်။ sweet donut လေးကတော့အထဲမှာပဲနဲ့အပြင်မှာနှမ်းလေးကိုကပ်ပြီးကြော်ထားရဖြစ်ပါတယ်။ဒါကတော့ string for wonton ဆိုတဲ့ဟာပဲဖြစ်ပါတယ်။သူကတော့အဓိကဝတ်သားနဲ့ပစုံရောကြော်တာပါဗောနော်။အသေးရွက်တွေကတော့ပုံမှန်တိုင်းပဲကျွန်တော်မှုရဲ၊ကြက်သွန်ရဲ၊မုံလာဥရဲဒါကတော့ဟိုအလိပ်တိုင်းပါပါတယ်။ ပြီးတော့ကျွန်တော်တို့ pillow case လေးထပ်စားပါမယ်။ဒီ pillow case မှာဆိုလို့ရှိရင်တော့သူကကျွန်တော်တို့ဒီရုပ်တရက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ဘဲသားမုံနဲ့ခက်စစ်စင်ပါပဲ။ဒါပေမဲ့ဒီအထက်မှာသူကဘဲသားမဟုတ်ဘဲနဲ့ဝတ်သားရေမှုရေပြီးတော့ကျက်သွင်ရေပေါ့နော်။ပြီးနောက်တစ်ခုကကြတော့ဒီမှာထူးခြားသွားတာတစ်ခုကအဲတရုတ်ဝတ်ဥကြောင်းပုံစံမျိုးတွေထည့်ပြီးရောကြော်တာဖြစ်ပါတယ်။ ဒါလေးကတော့ crispy stream ပဲဖြစ်ပါတယ်။သူကတော့မုတ်ချွတ်ချွတ်ရွရွရလေးပေါ်မှာပစွန်ကိုအပေါ်မှာတင်ပြီးတော့ကြော်ထားတဲ့ဟာလေးပေါ့နော်။အထဲမှာလည်းပစွန်အသားလေးနည်းနည်း ပါနေရလဲတွေ့ရပါတယ်။ဒါလေးရလည်းအရန်ဟုတ်မှာစလို့កောင်းပါတယ်။ဒီထဲမှာကျွန်တော်အကြိုက်ဆုံးကတော့ဒီ Fry Spring Roll ပေါ့နော်။အဲ့တော့ကျွန်တော်ကဒီ Spring Roll ကိုထပ်ပြီးတော့ကျွန်တော်ထပ်မှာစားခဲ့တယ်ပေါ့နော်။အဲ Spring Roll ကတော့ကျွန်တော်ပါစက်ထဲမှာဆိုလို့ရှိရင်တော်တော်မှဒီစားလို့ကောင်းတဲ့မုတ်လေးလိုလည်းထင်ပါတယ်။အဲ့တော့ကျွန်တော်ဒီ Save Joseph ဖရာကျောင်းနာရောက်လို့ရှိရင်မဖြစ်မနေဒီဆိုင်လေးကိုလည်းလာစားကြဖို့လည်းကျွန်တော်ကပြောချင်ပါတယ်။အဲ့တော့ကျွန်တော်နောက်ထပ်မုတ်ဆိုင်လေးထပ်ပတ်စားလိုက်ပါဦးမယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးများ င်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်